မင်္ဂလာပါခင်ဗျာဒီကနေ့မနေ့ရက်မနေ့ခင်အကြောင်းအရာများကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဖန်မောက်ဦးဆိုကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံမဲဆောက်မြို့တွေမြန်မာလူငယ်လူဦးကိုခိုးယူမှုဖြစ် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခံရတဲ့အကြောင်းကိုဖန်မောက်ဦးဆိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်ထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံမဲဆောက်မြို့တွေမြန်မာနိုင်ငံသားလူငယ်လူဦးအားကုံစုံဆိုင်မှ ပြစ်စီ ခိုးယူမှုဖြစ်ဖမ်းဆီးအရေးယူထားကြောင်းမဲဆောက် ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါသည်အဆိုပါမြန်မာလူငယ်အုပ်ဦးသည် ပြီးခဲ့သည့်မေလ30ရက်နေ့နေ့လယ်တနင်္လာရက်အချိန်ကထိုင်းနိုင်ငံမဲဆောက်မြို့အင်တလာယခီရီလန်ရဲစခန်းမျက်နှာချင်းဆိုင်ဆိုင်မျက်နှာချင်းဆိုင်တွင် ဖွင့်လင်းထားသည့်ကုံစုံဆန်နဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ကုံစုံဆန်မှခိုးယူခဲ့သည့်ပစ္စည်းများတွင်ဖိုးအားသွင်းကြောနာကြပိုက်ဆံအိတ်ခေါင်းစည်းကွင်း အင်းကြီးရထနခန်းနေရင်တော့လက်ပကွင်းနဲ့လက်ပကြိုတို့ပါဝင်ပြီးအဆိုပါပစ္စည်းများမှာကာလပေါက်စေ930တပတ်တန်ဖိုးစီကြောင်းသိရပါသည်ဖန်းစီခံရသူမြန်မာနိုင်ငံသားတို့ဦးသည်အသက်59နှစ်အရွယ်လူငယ်များဖြစ်ပြီး၎င်းတို့သည်ကုံစုံဆံမှပစ္စည်းများခွေယူခဲ့ကြောင်းရဲစခန်းတွေဝေခန့်ထွက်ဆိုထားသည်ဟုသိရပါသည်ထို့ကြောင့်မဲဆောက်ရတပ်ဖွဲ့ဝေကဖန်းစီရမိသူနှူးဦးကိုခိုးယူမှုဖြင့်အမှုဖွင့်လင့်ထားပြီး ဥပဒေအရဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်ခင်ဗျာဒုတိယပုတ်ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကမ်ဘောဒီးယားနိုင်ငံသားတွေဈေးလာဝယ်တာမရှိတာကြောင့်ထိုင်းဈေးတယ်များအခက်ကြုံနေရတဲ့အကြောင်းကိုပြောပြခြင်းသေးပါတယ်နိုင်ငံကနည်းမြင်ပိုင်းနယ်အငင်းပွားမှုကြောင့်နိုင်ငံခံကြားတင်းမာမှုတွေဖြစ်ဖြစ်နေတဲ့အတွက်ကမ်ဘောဒီးယားနိုင်ငံသားတွေထိုင်းဘက်ကို ဈေးလာဝယ်တာ မရှိတော့ကြောင်းထိုင်းဈေးသွက်တွေကအခက်ကြုံနေတယ်လို့လည်းသိရပါတယ်။ထိုင်းကမ်ဘောဒီးယားနယ်စပ်ထိုင်းနိုင်ငံဘူရီရန်ခရံဘန်ကလုံမြို့နယ်စီကြောင်းကျင်တကူးဈေးဟာတောက်ကြနေတန်းဖွင့်လင့်တဲ့ပန်ကြဈေးတစ်ခုဖြစ်ပြီးကမ်ဘောဒီးယားနိုင်ငံသားတွေလာရောက်ဈေးဝယ်သူဖြစ်နေကြဈေးကွက်လည်းဖြစ်ပါတယ်။အခုအခါကမ်ဘောဒီးယားနိုင်ငံသားတွေထိုင်းဘက်လာပြီးဈေးမဝယ်ကြဈေးမဝယ်ကြတဲ့အတွက် ကမ်ဘောဒီးယားဘက်ကိုမျောကိုပြီးရောင်းချနေရတဲ့ထိုင်းစည်းတွေတွေဟာရောင်းအားကျဆင်းနေတယ်လို့လည်းတတိမှဖော်ပြထားပါဗယ်။နယ်မြေအငင်းပွားမှုမတိုင်မီကတောက်ကြနေတိုင်းကမ်ဘောဒီးယားနိုင်ငံသားအယောက်တစ်ထောင်ကျော်လောက်ဟာနယ်စပ်ကိတ်ကနေတဆင့်အဆိုပါဈေးကိုလိုအပ်တဲ့ကုန်ပစ္စည်းတွေလာဝယ်ယူလက်ရှိတယ်လို့ဒေသတွင်းထိုင်းတတိမီဒီယာတွေကဖော်ပြထားပါဗယ်။အလားတူအဆိုပါ ဖြန့်ကျဈေးကို အမိပြုပြီးစိုက်ခဲ့တက်စီမောင်းနေတဲ့ထိုင်းနိုင်ငံသားတွေလည်းကမ်ဘောဒီးယားဘက်ကမလာကြတဲ့အတွက်ဝင်ငွေမရစီတော့တာကြောင့်အခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့အသက်20နှစ်အရွယ်စိုက်ခဲ့တက်စီသမားမောင်းသူတို့ကထုတ်ပြန်ထားပါတယ်။နယ်မြေအငင်းပွားမှုပြဿနာကိုညှိနှိုင်းဆွေးနွေးလို့မရတဲ့ပါကကမ်ဘောဒီးယားဘက်ကိုဖိအားပေးနေတဲ့အနေနဲ့နယ်စားဂိတ်တွေပိတ်ပင်သွားမယ်လို့ထိုင်းကကွယ်ရေးဝန်ကြီးချုပ်ကထုတ်ပြန်ထားပါတယ်။ ဲ့ဒီလိုပြောကြားပြီးနောက်ကမ်ဘောဒီးယားနိုင်ငံသားတွေထိုင်ဘက်ကိုဈေးလာဝယ်သူမရှိလို့တာကြောင့်ထိုင်ဈေးတွေကအခက်အခဲယခုအခါပိုဆိုပဆက်ခံရတဲ့အကြောင်းကိုလည်းထိုင်တည်နေမှာဖော်ပြထားပါတယ်ခင်ဗျာနောက်ဆုံးတည်နေပုတ်အနေဖြင့်ကျွန်တော်ဆက်လက်ပြီးပြောပြရမယ်ဆိုရင်တော့ကန်ဂျနာဘူလီခရိုင်တွေတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာသည့်မြန်မာနိုင်ငံသားအယောက်40ကိုဖမ်းဆီးခံရတဲ့အကြောင်းကိုလည်းပြောပြချင်ပါတယ်ထိုင်းနိုင်ငံကန်ဂျနာဘူလီခရိုင်ထောင်ဖာဖူမြို့နယ်အမှတ် ထန်းခနွန်းကျင်းရွာနီးတဲ့ယနေ့ဇွန်လ9ရက်နေ့နနက်6နာရီအချိန်ကဖမ်းဆီးရခဲ့ကြောင်းထန်းတည်နေမှာဖော်ပြထားပါဗယ်ကဉ္ဇနာဘူလီခရံတာဝန်ရှိသူများကထန်းနိုင်ငံအတွေ့သို့တရားမဝင်ဝေရောက်လာတဲ့မြန်မာနိုင်ငံသားများကြောင်းတည်င်ရလက်လက်စစ်စစ်ရထောင်ဖာမြို့နယ်အစီအမြန်လမ်းမပေါ်တွင်မတင်ကဖွဲ့ရအလုံးပိတ်ကုန်တေကားတစီအားတွေ့ရှိသည့်ဖြင့်စစ်ဆေးခဲ့ကြောင်းသိရပါသည်ထို့သူစစ်ဆေးရာအဆိုပါကုန်တေရင်မောင်းနေသူသည် ရက်တန်ချင်းမရှိပဲမောင်းနေထွက်ပြေးသူဖြစ်ကံကြနာဘူးကလီခရိုင်တာဝန်ရှိသူများကလက်လံဖန်ဆီးရတဲ့အမတ်နဲ့ထာခနုံကျေးရွာအနီး၌ဖန်ဆီးရခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်အဆိုပါကုန်တင်ရင်အားစစ်စင်းရတွေကားပေါ်၌အထောက်ထားမဲ့မြန်မာနိုင်ငံသားအယောက်40ဦးတွေ့ရှိသူဖြစ်တာဝန်ရှိသူများကဖန်ဆီးခဲ့ကြောင်းဒေသတွင်းထံသတင်းမီဒီယာမှကဖော်ပြထားပါတယ်ထို့ကြောင့်ဖန်ဆီးရမိသူမြန်မာနိုင်ငံသားနဲ့၎င်းတို့အားကားတင်ဖြစ် တည်ဆောင်လာသူထိုင်းနိုင်ငံသားယင်မောင်အမျိုးသားကို ထောင်ဖားဖို့ရစ်ခန့်တို့ပို့ဆောင်ခဲ့ကြောင်းသတိရပါတယ်။ဖန်စီယာမိသူများကိုထပ်ဥပဒေအရဆက်လက်ရေးယူသွားမည်ပြည်စည်းပါကမြန်မာနိုင်ငံအတွေ့အကြုံပြန်လည်ပို့ဆောင်သွားမယ်လို့လည်းထိုင်းသတင်းမီဒီယာများကဖော်ပြထားပါတယ်ခင်ဗျာ။